ပြည်ပြည်သက်များအလုံးမဲ့မင်္ဂလာပါရှင်ဒီကနေ့မေလ၈ရက်နေ့ကတော့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း188နိုင်ငံကအသင်းဝင်အဖြစ်ပါဝင်ဆောင်ရွက်နေကြတဲ့အပြည်ပြည်ဆိုင်ရာတက်ချီနီအသင်းကြီးကိုဂုဏ်ပြုတဲ့ကမ္ဘာတက်ချီနီနေ့ပဲဖြစ်ပါတယ် အပြည်ပြည်ဆိုင်ရာတက်ချေနီအဖွဲ့အစည်းနဲ့လာချမ်းနီအဖွဲ့အစည်းကြီးကိုအသားအရောင်အသက်အရွယ်လူမျိုးနဲ့ဘာသာရေးအဆင့်တန်းစတာတွေကိုမခွဲခြားပဲလူသားတို့ရဲ့ဘဝနဲ့ကျန်းမာရေးကိုကာကွယ်ဖို့ကမ္ဘာတဝန်းကအဖွဲ့ဝင်ပေါင်း68တန်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်တက်ချေနီအသင်းဖွဲ့ကြီးဖြစ်ပေါ်လာအောင်ဦးစီးဦးဆောင်ပြုခဲ့တဲ့ဆွစ်ဇာလန်နိုင်ငံသားတက်ချေနီဖခင်ကြီးဟင်နရီဒူးနန်ကိုဂုဏ်ပြုချင်တာကြောင့်သူ့ရဲ့မွေးနေ့ဖြစ်တဲ့မေလ၈ရက်နေ့ကိုအထိမ်းအမှတ်နေ့အဖြစ်ရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်1920ပြည့်နှစ်မြန်မာနိုင်ငံတက်ချေနီအသင်းစတင်ဖွဲ့စည်းချိန်မှာ ာတော့အိန္ဒိယကျချင်းဤအသင်းခွဲဖြစ်ပဲရည်တည်ခဲ့ပေမဲ့1938ခုနှစ်မှာတော့မြန်မာနိုင်ငံကျချင်းဤအသင်းဖြစ်တရားဝင်ရည်တည်နိုင်ခဲ့ပြီး1939ခုနှစ်မှာတော့အမျိုးသားကျချင်းဤအသင်းဖြစ် ICRC ကလည်းအတည်မှတ်ပြုခဲ့ပါတယ်1946ခုနှစ်မှာအပြည်ပြည်ဆိုင်ရာကျချင်းဤနဲ့လာချန်းဤအသင်းများဖက်ဒရေးရှင်းကိုဝင်ရောက်ခဲ့ပြီးတော့1959ခုနှစ်မှာမြန်မာနိုင်ငံကျချင်းဤအသင်းအဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်မြန်မာနိုင်ငံကျချင်းဤအသင်းဟာအပြည်ပြည်ဆိုင်ရာကျချင်းဤကော်မတီနဲ့ပူးပေါင်းပြီးတော့ခြေတုလက်တုတက်ဆင်ခြင်းတဘာဝဘေးအန္တရာယ်ဆိုင်ရာအ ကူညီများပေးခြင်း၊ပြည်내တိုင်းနယ်မြို့နယ်ကြက်ချင်ဤအသင်းခွဲများတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ခြင်း၊အေးပေါ်လူနာတင်လုပ်ငန်းများဆောင်ရွက်ခြင်း၊စတဲ့ပရဟိတလုပ်ငန်းတွေကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။နိုင်ငံ၊လူမျိုး၊ဘာသာနဲ့အသားအရာကိုခွဲခြားမှုမရှိဘဲဘေးဒုက္ခကြုံနေရသူတိုင်းကိုကူညီနေကြတဲ့ကမ္ဘာတဝန်းနဲ့မြန်မာနိုင်ငံကကြက်ချင်ဤအသင်းဝင်တွေအားလုံးကိုကမ္ဘာကြက်ချင်ဤနေ့မှာဂုဏ်ပြုအပ်ပါတယ်လို့တင်ပြရင်းနဲ့မြန်မာပြည်သူပြည်သားတွေအားလုံးဘေးပရာဝေးကွာကြပါစေလို့ပရိယာကနေဆုတောင်းပေးလိုက်ပါတယ်ရှင်။